ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါရရှင်။မွန်မိုင်းမျိုးရဲ့နာမည်ကြီး Puff ပါကြီးကကျွန်တော်ရဲ့ရွာကိုရောက်လာပါပြီ။အရသာရှိတဲ့ပါကြီးတွေပါ။ပူနွေးလာတဲ့ပါကြီးတွေပါ။စားကြအောင်မလားအကိုတို့။စားကြအောင်မလား။အကိုမင်္ဂလာပါ။ထိုင်ပါအောင်။ဘာရီစားမလဲကို။အကိုအခုလောလောဆယ်ဘယ်နှပကံလောက်ရနိုင်မလဲအကို။ ကျွန်တော်ကတယောက်ထဲလာတာမလို့တပတ်ကမဲမှာမယ်ကျွန်တော်မင်းရဲ့ဂျုံလေးကိုဒီနေရာမှာနေပေါင်းများစွာမြင်ခဲ့တာပဲကျွန်တော်ကမိုဘိုင်းမှာအစားအသောက်ဆွဲလန်းသူဖြစ်ခဲ့တာအခုကပတ်ပါကြီးကတကယ်ပတ်ပါကြီးရဲ့အရာသာမရဘူးနော်ဟုတ်ပါပြီညီကိုကျွန်တော်ကမိုဘိုင်းမှာရှိတဲ့ဟိုတယ်တခုမှာခြောက်လောက်လောက်နေပြီးတော့မှပြန်လာခဲ့တာပါဒါပေမဲ့ကျွန်တော်ကအဲ့ကနေဟင်းချက်နီအများကြီးတင်ယူခဲ့ရတာမဟုတ်ဘူး အမှန်တိုင်းပြောရရင်ဒီပါဖာဂျီကိုကျွန်တော်ကစိတ်နေပြီးတော့လှုပ်ထားတာပါကျွန်တော်အကိုရဲ့ဘာဘာကိုဒီမှာကျွန်းလင်းလှုပ်တာမြင်ဘူးတယ်ဒါပေမဲ့အကိုကအခုမှစပြီးလှုပ်တာဆိုတော့ကျွန်တော်ကိုတစ်ချက်ပြပြပါအောင်လဲလေးနဲ့ဇေယောင်းနေတဲ့သူရဲ့နာမည်ကဘာရှန်ကာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဖေကို ကျွန်တော်အဲ့ဒီကြောင့်ပြပြဘူးပါတယ်သူရဲ့နာမည်ကဘိုလာပါ အဖေလက်ရပါဖာဂျီကို ကျွန်တော်လည်းအချိန်မများစွာစားခဲ့ပူပါရယ်ကျွန်တော်လည်းသူရလက်ရာကိုတတိရပါရယ်စိတ်မပူပါနဲ့မိုဘိုင်းအကြောင်းကို ကျွန်တော်ကဘာမှမသိဘူးဒါပေမဲ့ကျွန်တော်ကတော့အကိုကိုနေတိုင်းနေပါစားချင်လာအောင်ကောင်းတဲ့ပော့ဖာဂျီကျွေးပါမယ်ရှန်ကာကပူပူနွိနွိပော့ဖာဂျီတပတ်ကံကိုဝယ်ယူသူစီကမ်းပြီးလိုက်ပြီးတော့ကစတမာကလည်းကြည်ကြည်နက်နက်နဲ့စားထုတ်လိုက်ပါရယ်အကိုစားပြီလား ဘာစီမသဘောမတူတာတွေ့ရင်ပြောပါအောင်စားလို့ကောင်းမကောင်းဆိုတာလည်းပြောပြပါကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ရူးရူးတသားပြောရရင်အကိုကမိုဘိုင်းကိုသွားမယ်အစားအကုရဲ့ဘာဘာစီကနေပါဖာကြီးလုံးနီးတင်ယူခဲ့တဲ့နော်ဘာမှတော့အမှားမဖြစ်သေးပါဘူးအခုဘာဘာစီမှာရှိတဲ့အရိယာကိုပြန်ယူခဲ့ပါအဲ့ဒီခါကျမိုမိုင်းကလူတွေတောင်အခုရဲ့ပါဖာကြီးကိုလာစားကြလိမ့်မယ် ရှန်ကာကဝဲသူကြီးရဲ့စကားတွေကိုသိခယူမဆိုင်ခဲ့ပါဘူး။တကယ်တမ်းမှာတော့ရှန်ကာကသူ့ရဲ့ရွာကနေတခါမှအပြင်မထွက်ဘူးပဲနဲ့သူ့ရဲ့အဖေကြီးဘိုလာစီကနေပါဖာကြီးလုံးကြီးကိုနည်းနည်းပါးပါးတင်ယူခဲ့တာပါ။အခုဘိုလာက ထောင်ထဲရောက်နေတာကြောင့်မလို့သူမိသားစုရဲ့တာဝန်ကို သူကပဲတာဝန်ယူရတော့မှာပါ။ရှန်ကာသာစူးစမ်းအထောက်အမှုထက်ဂလဆားစီမှုနီလန့်နေကိုသာပိုရှင်ကြည့်မှုရှိတယ်။ ိနှောက်ရှန်ကာကသူ့ရဲ့အဖေဖြစ်သူနဲ့စကားပြောတယ်။ကျွန်တော်တနေကင်းလုံးလှဲလေးထဲမှာမတ်တဲရက်ပြီးအော်နေရတဲ့အတွက်လေချောင်းလာတယ်။ရှန်ကာမင်းပါလို့အဲ့လောက်ထိအော်နေရလဲ။ငါမင်းကိုဘယ်နှခောက်ရှင်းပြရမှာလဲ။ပါဖာစီကို ပမာဏရှော့ပြီးလို့ဟင်းကအမွေးဆိုင်တွေကိုမင်းနဲ့နဲ့နဲ့ကြော်ဟေးသည်ဟင်းရွက်တွေကိုတိတ်ချချက်ပါ နေတိုင်းဒီပါဘာဖာဂျီနဲ့ဟင်းခအမွေးဆိုင်တွေကို လလဆက်ဆက်လောက်ပါလို့အဲ့ဒါမှလူတွေကမီးရဲ့ဘာဖာကြီးကိုကြိုက်ကြမှာအဖေကျွန်တော်တို့ကအမြဲတမ်းစင်းရင်လာတာပဲအခုတော့ပို့ပြီးတော့ဆင်းရင်လာပြီအဲ့ဒါကြောင့်ကျွန်တော်စိတ်ကြိုက်လောက်ပြရစေဘာဖာကြီးဘလို့လောက်ရမယ်ဘလို့ရောင်းရမယ်ဆိုတာကျွန်တော်သိတယ်မင်းဘာမှမသိပါဘူးမင်းကြိတ်ရလို့မရောင်းရလို့ကြံနေတဲ့ဘာစီကိုငါမမြင်ရဘူးထင်နေလားအခုတော့တအိုးလုံးပြည့်နေတော့မယ် ဒါမင်းစိတ်ထဲမှာရှိတယ်လို့မျိုးလုံးလုံးမရဘူးစိတ်အေးအေးထားပြီးငါစကားကိုနားထောင်ပါကျွန်တော်ဘာမှမကြားစင်ဘူးဘဘာကျွန်တော်ဆုံးဖြတ်ပြီးပြီကျွန်တော်မျိုးကိုသွားတော့မယ်အဲ့မှာကျွန်တော်ရဲ့ပါပါကြီးကိုရောင်းမယ်အဲ့မှာကကျွန်တော်ရဲ့ပါပါကြီးကို လူစားတာနဲနေပြီဒါပေမဲ့မြို့မှာကတော့အနည်းဆုံးတော့ကောက်ကောက်မမောရောင်းရမှာပါ အစပိုင်းမှာတော့ရှန်ကားဟေချန်ကမှတ်ကန်နေခဲ့တယ်။သူသာပါဖာဂျီကိုမြင့်တင်ပြီးတော့မြို့မှာအတော်လေးဝင်ငွေကောင်းလာခဲ့ပါတယ်။ဒီနေ့မှာတော့သူရဲ့ဆိုင်ကိုမင်းကလေးတယောက်ရောက်လာခဲ့တယ်။အခုရဲ့ပါဖာဂျီစီနှုံးကဘလောက်လဲ။မင်းထွက်ဆိုရင်တော့အလကားရမ်းဝေးမှာပါ။ဘာလို့ကျမပေါ်အဲ့လောက်ကောင်းရရလဲ။မင်းရဲ့ရုပ်ရည်ကြောင့်မျက်နှာသာပေးတာမဟုတ်ဘူး။မင်းကနေတိုင်းဆိုင်ကိုလာတာငါမြင်ရတယ် ပြီးတော့မင်းလမ်းဘေးကဆင်းရဲတဲ့ကလေးတွေကိုအလကားကျွေးရကိုလည်းငါမြင်ဘူးတယ်။ဒါကြောင့်ငါကိုရိုင်းကလည်းမင်းရဲ့ကောင်းမှုမှာပါဝင်စင်လို့အခုလိုလှုပ်ပေးတာ။သူမကတော့ရာယာဖြစ်ပြီးတော့လှပသလောက်စိတ်ထားလဲကောင်းပြီးယဉ်ကျေးမှုလည်းရှိတယ်။တကယ်တမ်းမှာတော့ရှန်ကာကရာမီယာကိုပထမဆုံးမြင်ကလေးကသဘောကျခဲ့တာ။ရှန်ကာကရာမီယာအတွက်အမြင်အာရုံကစပြီးရတာအထိအသေးစိတ်ကြီးဥစားပြီးတော့ ထောဘတ်ကိုလည်းမနှံ့မျောပဲနဲ့ပါပါကြီးကိုဒီဘက်ကပြင်ဆင်ပေးခဲ့တယ်။ရမယာကလည်းသူ့ရဲ့ပါပါကြီးကိုအယမ်းဆိုင်သွားတယ်။အခုရဲ့ပါပါကြီးရတာကအယမ်းကောင်းတာပဲ။ကျမတို့အယမ်းဆိုင်တယ်။ဒီလိုအရသာရှိတဲ့ပါပါကြီးဆိုင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမရဲ့ပတ်စံကိုယူပါ။မဟုတ်ပါဘူး။ကျွန်တော်ကညီမတို့အလကားလုပ်ပေးတာပါ။ကျွန်တော်ကလည်းညီမရဲ့ကလေးတွေပေါ်ပေးတဲ့နေရာမှာ အခုလိုမျိုးပေါင်းဝင်ကူညီပေးနေတာပါ။ ကျွန်တော်ကလည်းဒီတိုင်းဈေးရောက်ရင်းနဲ့ညီမလုပ်တဲ့ကိစ္စလေးတွေမှာကူညီပေးတာပါကျွန်တော်တို့ကတော့ခလေးတွေပြောရွှင်ရတာနဲ့ရှင်းတတ်ပါတယ်ကျွန်မက IG company မှာအလုပ်ဆင်းပြီးတော့ဆင်းရတဲ့ကလေးတွေအတွက်အစားအသောက်စီစဉ်ပေးတဲ့အဖွဲ့အစည်းတစ်ခုမှလုပ်ကင်နေတာကျွန်မအခုရဲ့ဆိုင်အကြောင်းကိုကျွန်မမိတ်ဆွေတွေကိုဒီပတ်ပါတီကြောင့်ပြပြပေးပါမယ်ရှန်ကအတွက်အခုချက်ပိုကောင်းတာဘာမှမရှိတော့ဘူး သူကဒီအလုပ်ဆောင်ဝင်ဝင်ငွေကောင်းရုံသာမကရမ ्या ရဲ့အကူအညီကိုလည်းရခဲ့ပါတယ်။ရှန်ကာကတော့အချင်းလဲမှုနဲ့အတူရမ ्या နဲ့သာဆက်တွေ့နေခဲ့ပြီးတော့ပတ်စံနဲ့အများကြီးကိုလည်းဆက်ရှာစင်နေပါဗျ။ငါဘလို့လုပ်ရမလဲ။ငါအမြန်ဆုံးချမ်းသာပြီးတော့ရမ ्या ကိုလက်ထပ်ခွင့်တောင်းဆိုခဲ့ပါတယ်။ရမ ्या ကလည်းစိတ်စပေါ်ရကောင်းတယ်လို့သူ့ရဲ့မိသားစုကလည်းအတော်လေးချမ်းသာတယ်။အဲဒါကြောင့်ငါပတ်စံတွေအများကြီးရှာနိုင်အောင်ဘလို့လုပ်ရမလဲ။ ရှန်ကာတို့မင်းမြန်ဆဆန်နဲ့လက်ထက်နေစင်နေပြီးတော့ရမ်မြကိုလည်းအမြန်ဆုံးလက်ထက်ချင်နေပါတယ်။တပမတ်တို့အရာရာတိုင်းကအဲ့လောက်မလွယ်ကူခဲ့ဘူး။ရမ်မြကကောင်းဝတ်နေမိန်းကလေးတစ်ယောက်လည်းဖြစ်သလိုသူမိုင်းမိသားစုကဂုံရှိပြီးတော့အယမ်းချမ်းသာတယ်။အဲ့ဒီဟာအလုံးကိုလည်းရှန်ကာကသိနေတယ်။ရမ်မြကတော့ပတ်စံကိုချွေတားဖို့မစင်စားဘဲနဲ့လှုပ်တင်တာတွေကိုပဲလုပ်နေပါတယ်။ရမ်မြမင်းအလုံးများနေလား။ငါတို့ကိုမင်းဝယ်ကျွေးနေတဲ့ဆိုင်ကနေအော်ရာမယူနေတော့နော်။ ဘလို့ပြဿနာရှိလို့လဲဆရာဖြစ်တဲ့ပြဿနာတသိလေးကိုဆိုင်းရှင်းရှင်းကျမပြောလိုက်ပါမယ်ပြဿနာကတသိလေးမဟုတ်ပါဘူးအဲ့ဒီပြဿနာကငါတို့ကိုပါတည်သွားစေနိုင်တယ်ငါတို့ကအဲ့ဒီဘာစီတွေကိုဆက်စားနေရင်တဖြည်းဖြည်းနဲ့ဇမ်းမကြီးထိကြိုက်မှာဆရာဘာစီမှာဘာပြဿနာဖြစ်နေလို့လဲဖြစ်နေတဲ့ပြဿနာကိုကျမကိုအသေးစိတ်ပြောပြလို့ရမလား မင်းဝင်လာတဲ့ပဖာစီတွေထဲမှာပါလာတဲ့ဟင်းသီးဟင်းရက်တွေကမကောင်းတဲ့ဟာတွေပြီးတော့ဟင်းခတ်မွေးကြိုင်တွေကလည်းတော်တော်ဆိုးတာပြောရရင်ပဖာစီတစ်ခုလုံးမှာပါတဲ့အရာလုံးကမကောင်းဘူးမယုံရင်ရောမြမင်းစားကြည့်လိုက်သူ့ထက်လူကြီးရဲ့စကားတွေပြောစကားတွေကိုကြားပြီးတော့မှ ရောမြတယောက်ကတော့မယုံကြည်တာじゃんသူ့လူကြီးပြောတဲ့အတိုင်းစားကြည့်လိုက်ပြီးတော့ခံစားရတဲ့အရာတာကိုအံ့ဩသွားတယ်ရန်ကားက ရမရကြွတီတန်ပါဖာကြီးလှုပ်ပေးတဲ့အခါမှာလက်စတင်ဟင်းသင်းဟင်းရွက်တွေနဲ့တသက်ရဲ့လှုပ်ပေးခဲ့တာကြောင့်မလို့ရမရက"သူမစားလိုက်တဲ့ပါဖာကြီးကိုမယုံနိုင်လောက်အောင်ဖြစ်နေပါတယ်။"ရှန်ကရမရကြွတီတန်လှုပ်ပေးခဲ့တဲ့ပါဖာကြီးကလွဲပြီးတော့တခြားပါကြီးတွေရဲ့အရေးသေးကိုတော့အများကြီးချော့ချပြခဲ့တာ။ရှန်ကဈေးပိတ်ပြီးတဲ့နောက်စွန့်ပစ်ထားပြီးတော့ပုံနေတဲ့ဟင်းသင်းဟင်းရွက်တွေကိုကောက်ပြီးတော့ဘာကြီးကိုပြင်ဆင်တာပါ။ ဒါပြင်ဟင်းခတ်မွေးကြိုင်နဲ့ပပကြီးတွေမှလည်းအလားတူပဲမကောင်းတဲ့ဟာရီတာသုံးသိရှိတယ်။အဲ့လိုလှုပ်ချင်းနဲ့ပဲသူကပပကြီးရဲ့ကုန်ကျစရိတ်ကိုရှော့ချနိုင်ခဲ့တာပါ။ရှန်ကာကလမ်းဘေးမှာနေထိုင်နေဆင်းရဲတဲ့ကလေးတွေပေါ့ရမ်မယာရဲ့သူရဲ့ပပကြီးကိုဘယ်တော့မှကြွေးမှာမဟုတ်တော့ကြောင်မလို့သူလှုပ်ခဲ့တာတွေကိုတိုင်ကြမှာမဟုတ်ဘူးလို့ပဲထင်နေခဲ့တာပါ။အခုတော့ရမ်မယာရဲ့ရှေ့မှာမှန်တရားကပေါ်လာခဲ့ပါပြီ။အဲ့ဒါကိုနားလည်ဖို့အတွက်ရမ်မယာက သူမရဲ့ဆရာကိုရှန်ကားစီကနေဆင်းရဲတဲ့ကလေးတွေအတွက်ဘာဘာကြီးမှာယူခဲ့ပါတယ်။အကိုဘာစားမလို့လဲဗျ။ထိုင်မအောင်။ငါမင်းစီကဘာဘာကြီးအော်ရမှာဖို့လဲလာတာမဟုတ်တလို့စားဖို့လည်းမဟုတ်ဘူး။မင်းရဲ့မကောင်းတဲ့လုပ်ရက်တွေကိုတိပြီးတော့လာပြစ်ပေးတာ။ရမ်မြာကမင်းရဲ့အထိပ္ပယ်မရှိတဲ့ဘာဘာကြီးအတွက်တိုင်ကြားခဲ့တာကြောင့်ရဲရီရောက်လာရင်ကလေးတွေကိုအရင်ဆုံးငါ့ကိုအမခံပေးရမယ်လို့ပြောခဲ့တယ်။ ပြီးတော့တနာစရာရမ်းများကပြီးခဲ့တဲ့၄နှစ်လလုံးစိတ်ယုံမှရှိနေတာအဲကောင်မင်းကသူ့ရဲ့ယုံကြည်မှုကိုအလဲသုံးစားလုပ်လိုက်တာပဲဆရာကျွန်တော်ရဲ့အမားတွေကိုကျွန်တော်သိပါပြီကျွန်တော်ကိုထောင်ထဲပို့ဆင်ရယ်ပို့ပါဒါပေမဲ့အဲ့ဒီမတိုင်းခင်မကြံတဲ့တစ်ခါလောက်တွေးခွင့်ပေးပါကျွန်တော်သူ့ကိုအရန်ကျေးဇူးတင်ပြီးပါပါဒါပြင်ကျွန်တော်သူ့ကိုတစ်ခါတည်းတောင်းပန်စင်နေသူအဆင်ပြေပါတယ်ဆိုတာကိုကျွန်တော်သိစင်နေ လူကြီးကရှန်ကကိုရမညာနဲ့တွေ့ဖို့အတွက်ဆေးရုံကိုခေါ်သွားပေမဲ့ရမညာကတော့ရှန်ကနဲ့တွေ့ဖို့အတွက်ကို တင်းတင်းမမာညင်းဆိုင်ခဲ့ပါတယ်။အခုချိန်မှာတော့သူမက ရှန်ကရဲ့မျက်နှာကိုဘယ်တော့မှမမြင်ချင်တော့ပါဘူး။ဒါကရှန်ကရဲ့လောဘအတွက်အစီမဆုံးပြစ်ဒဏ်ပါပဲ။ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်